နံပါတ်၈ပုဂ္ဂိုလ်နောက်တစ်ခုသူကတော့အကောင်းဆုံးပဲကံကိုထူထောင်ခြင်းအချိန်ကာလကပုဂ္ဂိုလ်တူကအလောဘတွေ့တက်တက်မဲ့တဲ့စိတ်ဓာတ်တွေလည်းမရှိဘူးနိဗ္ဗာန်ပဲလိုချင်တယ်ပေါ့ဒါပုံမှန်လေးလေးပြောရင်လူဘဝနတ်ဘဝလူချမ်းသာနတ်ချမ်းသာမြမချမ်းသာစတဲ့ဒီချမ်းသာတွေကိုတွေ့တက်တက်မဲ့တဲ့စိတ်လေးလုံးလုံးမရှိပါဘူးအာဒောတမေတ္တာတတ်တွေကလည်းသိပြီးတော့အကောင်းတယ်အမောဟဉာဏ်ပညာတွေကလည်းသိကြည့်တယ်ယုတ်ဒီနန်းနေထွန်းပေါက်သေးတဲ့ဉာဏ်ပညာအကြောင်းတရားအကျိုးတရားတွေထွန်းပေါက်သေးတဲ့ဉာဏ်ပညာ အကြောင်းတရားနေတော့ဒီယုံနန်းတို့ရဲ့အနိစ္စဒုက္ခအနတ္တအခြင်းအကိုထွန်းပေါ်သိတဲ့ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာတွေကလည်းသိအကောင်းနေအကောင်းကြီးပဲအကောင်းနေကြီးပဲခြံရံထားတော့မကောင်းတဲ့ဘက်ကလောဘဒေါသမောဟလုံးလုံးမရှိဘူးတော့ဘုဟုသိအားပြောတယ်အဲ့ဒီလိုကံတစ်ခုကိုပြည့်စုံပြုထောင်လိုက်တော့ဘာဖြစ်လဲအဲ့ဒီကံကအကျိုးပေးပြီဆိုရင်ဒီပုဂ္ဂိုလ်ဒီဘာဖြစ်လဲမဟာတန်ခရခိတမထေကြီးတို့ကဲ့သို့အလौဒလောဘမကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဒုဋ္ဌဒေါသမကြီးတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ရတယ်။ပညာဝဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရတယ်။ဒီနံပါတ်၈ပုဂ္ဂိုလ်ကတော့အကောင်းဆုံးမဖြစ်ဘူးလား။ဖြစ်နေတယ်။ဒါကြောင့်ဖြစ်လျာဘဝမှာလောဘကြီးတာမကောင်း၊ဒေါသကြီးတာလည်းမကောင်း၊မောဟကြီးတာလည်းမကောင်း။ဖြစ်လျာဘဝမှာဘဝဆိုတာလက်ခံဘွယ်ရာရှိလို့ရှိခဲ့မယ်ဆိုရင်ပေါ့။အလောဘလောဘမကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တာဒီကောင်းတယ်။ဘသူမှမတွေ့တာဘူးဆိုရင်ဧတ္တတ္တဝါကိုအကြောင်းပြုပြီးမိမိမှာစင်ကြဲမှုဖြစ်အောင်မလဲမဖြစ်တော့ ဘယ်ပုဂ္ဂိုလ်အပေါ်မှာဆိုမိမိကမေတ္တာထားနိုင်တဲ့အတွက်မကျေနပ်ချက်တွေမိမိတဏ္ဍာမှာဖြစ်အောင်မလားမဖြစ်တော့မိမိကအသိလိမ္မာဉာဏ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဉာဏ်စခန်းနဲ့ပတ်တည်ရင်မိမိအတွက်လမ်းတွေကအမြဲတမ်းပွင့်မနေဘူးလားပွင့်နေပြီသိကောင်းဒါကြောင့်ဒီနံပါတ်၈ပုဂ္ဂိုလ်မျိုးကတော့အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်ပါလေမိမိတို့ရဲ့စိတ်ဓာတ်ကိုမိမိတို့ကပြုပြင်ပြောင်းလဲဖို့အတွက်အခြေခံအကြောင်းရင်းတရားဟာဒီတရားတွေက မိမိတို့ရဲ့ဘဝတစ်ခုကိုတတ်မှတ်ပေးတယ်ဆိုတော့ကိုသဘောပေါက်အောင်ပြောတာပါ